နောက်ထပ်သူပါရီဆက်မဲ့ပြန်လို့ဆိုသူရဲ့မျက်စိထဲမှာမြင်လိုက်ရတယ်ဘာတွေမြင်ရတော့ဆိုလို့ရှင်တစ်ပင်တစ်ပင်ငယ်လေးတွေခြုံငယ်လေးတွေမြေကြီးပေါ်ကနေပြီးတော့ပေါက်ထွက်လာပြီဘာမှမကြဘူးတထွာလောက်တမိုင်းလောက်တော့မရောက်ဘူးအဲ့တစ်ပင်လေးတွေဟာ မြေကြီးပေါ်ကနေပေါ်လာလိုက်ပြီး မကြာခင်မဲ့အပွင့်နေပွင့်ပြီးအသီးတွေတီးကြတာကိုသူမြင်တယ်။မြေကြီးပေါ်ကထွက်လာတဲ့အပင်လေးတွေဟာအပင်ပေါက်ဆလေးတွေဟာခဏလေးနေပြီးတော့ပွင့်သွားကြတယ်။ခဏလေးနေပြီးအပွင့်တွေကအသီးတွေတီးတာကိုသူမြင်မဲ့ရတယ်။ထူထူဆန်းဆန်းတမဟာပြည့်ဆိုရင်တစ်ပင်တစ်ပင်ဟာ အတော်ကြာမှနော်၃နှစ်၄နှစ်၅နှစ်ဆိုတာမျိုး နေပြီးတော့မှ အပွင့်ပွဲ့နဲ့အသီးသီးတယ်အဲ့တော့ဒီကနေ့ခင်ဗျာလည်းပဲတမင်ဖန်တီးထားတာလားတော့မသိဘူးသစ်ပင်လေးတွေဟာအခုဟာသကဝါပင်ဆိုလို့ရှိရင် အတော်ကြီးကြီးမှ အပွင့်ပွင့်လေးရှိကြတယ်အခုသကဝါပင်ဟာနှိမ့်နှိမ့်လေးနဲ့အပွင့်နေပွင့်တယ်ဂန်းကော်ပင်နေလည်းပွင့်တယ်တေးအောင်လှုပ်ထားတာဂိုင်းကူတွေတို့ဘာတို့လှုပ်ကြတယ်ပေါ့လေအမျိုးစုံသစ်ပင်ငယ်ငယ်လေးတွေဟာလည်းပဲ တဘာဝအပြင်ပွင့်ကုန်ကြတယ်ဗောအတိတိလာကြတယ်ပိနေပင်နေဆိုလို့ရှိရင်ဒုတိယလောက်တော့မရှိသေးဘူးအတိတွေတီးနေကြတယ်လက်တွေ့အပြင်လည်းတစ်ပင်တွေဟာခိုင်းကူးတွေနဲ့မျိုးဆက်တွေနဲ့လောက်ထားသည့်အတွက်ကြောင့်ငငယ်လေးနဲ့အတိတိတဲ့အနေထားမျိုးတွေမြင်ရတယ်ကောသလမင်းကြီးကတော့တဘာဝကိုကမြေကပေါက်ထွက်လာတဲ့တစ်ပင်တွေကမြေကပေါက်ခါစားလေးပွင့်ပွင့်လိုက်တာအတိတွေတီးလိုက်တာခဏလေးပဲသူ့ ချက်ချင်းကြီးလို့မြေကပေါ်လာပြီးတော့ပွင့်လာသေးတာကိုမြင်ရတယ်။အဲ့ဒါတပီးတော့အိမ်မက်ထဲမှာထူးထူးဆန်းဆန်းမြင်လဲရတဲ့အချက်ပါပဲလို့ဆိုတော့မြတ်စွာဘုရားကဒါဟာလည်းပဲသင်္မင်းကြီးရဲ့လက်ထက်မှာအကျိုးသက်ရောက်မှုရှိမဲ့အရာမဟုတ်ဘူး။သစ်ပင်လေးတွေဟာပေါ်လာပြီးမကြာခင်ပွင့်မကြာခင်သီးတယ်ဆိုတာတစ်ချိန်ကြာဆိုရင်လူလောကကြီးဟာတက်တန်းနေတိုးပြီးတော့တက်တန်းနေဆွေးရလာတဲ့အချိန်ခါမျိုးကြုံလိမ့်မယ်။ အဲ့လိုကြုံတဲ့အခါမှာတက်တန်းဆိုးရွားလာပြီဆိုလို့ရှိရင်တော့လူလူတွေဟာ အမျိုးသမီးငယ်ငယ်လေးတွေဟာနော်အင်တော်ရသားပြုတ်ပြီးတော့ဒီသားသမီးတွေမွေးကြလိမ့်မယ်ဒီလိုအိဗယ်မျိုးကိုဖော်ဆောင်နေတဲ့ဟုတ်ပြီဒီကနေ့ဂျာနယ်တွေထဲမှာကြည့်ရင်ကိုနဲ့သမီးကိုဝန်ဆောင်တာတို့ဒါမျိုးတွေပါ တွေ့လာရပြီပေါ့နော် အဲ့ဒီလိုအနေထားမျိုးတွေဖြစ်ပေါ်လာခဲ့တာပေါ့ဖြစ်ပေါ်လာခဲ့တယ်အဲ့တော့ကောသလရဲ့အိမ်မက်ရဲ့အတိုးကျွတ်တဲ့ရောက်မှုပါတဖြည်းဖြည်းမှန်းလာပြီလို့ပြောရမှာပဲသက္ကဝတိသုတ်တံမှာမြတ်စွာဘုရားဟောထားတာရှိတယ်ဆနစ်တန်းရောက်လို့ရှိရင်နဲ့ငါငါနှစ်သမီးဟာအိမ်အောင်ပြုတဲ့အရွယ်ဖြစ်လာမယ်လို့ဒီလိုဆိုတာဆနစ်သမီးအဲ့ဒါကိုဘုန်းကြီးတို့ကတွေ့ကြည့်တယ် ငါးနှစ်သမီးဆယ်နှစ်တန်းအရွယ်မှာငါးနှစ်သမီးအိမ်တော်ပြုတယ်ဆိုတော့တော်တော်ကိုနောက်ကြတယ်လို့နော်တော်တော်နောက်ကြတယ်။ဘာလို့ဆိုအခုခေတ်တတရာမှာ90မှာအိမ်တော်ပြုတယ်လို့ဖြစ်နေတယ်။အဲ့တော့စာပေမှာကြည့်လိုက်တဲ့အခါမူကွဲတစ်ခုရှိတယ်။အဲ့ဒီမူကွဲမှာကြည့်လိုက်မယ်ဆိုရင်တော့သူက9လသမီးလို့ဒီလိုဆိုတယ်။ပင်စမာတိကပင်စ အဲ့တော့ငါးလသမီးဆိုတာအချိုးကျနဲ့တွက်ကြည့်တော့တေချာသိနိုင်တယ်ပေါ့လူရဲ့သက်တမ်းဟာ7နှစ်ပဲရှိတယ်7နှစ်ပဲရှိတော့ခုခေတ်အနေထားနဲ့တွက်ကြည့်ပေါ့ခုခေတ်အနေထားမှာဥပမာပဲတရားတန်းဆိုပါစို့တရားတန်းမှာဆိုလို့ရှိရင်78နှစ်ခုခေတ်မှာအရွယ်ရောက်တယ်ဒါ85နှစ်တမ်းပဲထားအောင်တော့78နှစ်ဆိုအရွယ်ရောက်တယ်လို့သတ်မှတ်တယ်ပေါ့အဲ့တော့7နှစ်ဆိုလို့ရှိရင်ဘယ်ချိန်အရွယ်ရောက်အောင်မလဲကိန်းကနန်းနဲ့တွက်ကြည့်လိုက်ပေါ့ တွက်ကြည့်တော့ငါးငါးလသမီးဆိုရင်တော့နည်းနည်းပို့ပြီးတော့နီးစက်တယ်လို့ဒီလိုထင်တယ်ပေါ့ငါးနှစ်ဆိုတာတော့ကြီးလွန်အားကြီးသွားပြီသူကနောက်ထပ်ငါးနှစ်ဆိုဖွာကြီးဖြစ်ပြီးတည်တော့မှာပဲရှိတော့အဲ့တော့ငါးနှစ်မှအိမ်တော်ကြတယ်ဆိုတော့နောက်ကြတယ်လို့ထင်တယ်ပေါ့အဲ့ဒါလို့ငယ်ရွယ်တက်တန်းနေဆွေရလာတဲ့အခါမှာအခုဒီเจ้าထဲမှာပေါ်ဖွာနေတဲ့ခွေးတွေကိုတတိထားမိကြည့်တယ်ခဏလေးပဲကြည့် ငွေလာလို့ခွေးပေါက်စလေးအဲတော်ကြကြတော့အိမ်အောင်ကြကုန်ညာပြီသူတို့နော်မကြဘူးတနစ်တောင်မနေဘူးသူတို့အိမ်အောင်ကြကုန်ပြီဩအဲ့ဒါလူတွေဖြစ်တယ်အဲ့တော့ကောသရမင်းကြီးအိမ်မဲမဲတာသစ်ပင်လေးတွေဟာမြေကြီးပေါ်ကနေပေါ်ထွက်လာပြီးတော့မကြဘူးအပွင့်လေးတွေပွင့်အသီးတွေတီးတယ်ဆိုတော့အိမ်မဲမှုဟာတဲ့တက်တန်းတိုးလာတဲ့ဆွေးရလာတဲ့လူလောကမှာ အရွယ်တွေငငယ်နဲ့အင်းအောင်ရသားကြမယ်ဆိုတဲ့အထိပ္ပယ်မျိုးတွေကိုနောင်တစ်ချိန်ဖြစ်ပေါ်လာမဲ့အနေထားတွေကိုပုပ္ပနမိတ်အနေနဲ့မေတ္တာပါသင်မင်းကြီးအတွက်ဘာအန္တရာယ်မှမရှိပါဘူးလို့မြတ်စွာဘုရားကဒုတိယမြောက်အိမ်မက်ကိုအခုလိုဖြည့်ရှင်းပြီးတော့ဆုံးမဟောကြားခဲ့တာဖြစ်ပါတယ်